မိဘမျိုးရိုးအရက်မရှိပေမဲ့ခင်ဗျားတို့ကမိဘမျိုးရိုးတဲ့နှစ်လက်မနဲ့သုံးလက်မလောက်ထိပိုရှင်နိုင်သေးတယ်ဆိုတဲ့မိဘမျိုးရိုးအရက်မရှိဘူးဆိုရင်ခင်ဗျားတို့လည်းအရက်ရှိဖို့ရာခိုင်နှုန်းနည်းတယ်လို့ဆရာများတို့ပြောပြီးဖြစ်တဲ့အတွက်ကျုပ်ကတော့မပြောတော့ဘူးဒါပေမဲ့မိဘမျိုးရိုးအရက်မရှိပေမဲ့ခင်ဗျားတို့ကမိဘမျိုးရိုးတဲ့နှစ်လက်မနဲ့သုံးလက်မလောက်ထိပိုရှင်နိုင်သေးတယ်ဆိုတဲ့အချက်ဒါကိုလည်းခင်ဗျားတို့သိထားဖို့လိုတယ် အဲ့တော့ secular trend ဆိုတာရှိတယ် secular trend ဆိုတာကတော့မျိုးဆက်တစ်ခုနဲ့တစ်ခုကြားအထူးသဖြင့်ဖွံ့ဖြိုးတိုးတက်မှု development အရန်အမြင့်ရင့်ကျက်မှု mutation စတဲ့ရုပ်ပိုင်းဆိုင်ရာလက္ခဏာတွေမှာအချိန်ကြာလာတာနဲ့အမျှတဖြည်းဖြည်းပြောင်းလဲလာတာကိုဆိုလိုတာပါဗျလူတွေပို့ပြီးတော့မိဘတွေတဲ့အရက်ရှိလာတာကို positive secular trend in height လို့ခေါ်ပါတယ်အဲ့တော့ဘာလဲဆိုရင် genetic ကြောင့်မျိုးရိုးပိစာပြောင်းလာလို့အရက်ရှိလာတာမဟုတ်ဘဲနဲ့ပတ်ဝန်းကျင်ရဲ့ support တွေကြောင့်လို့ အရက်ရှည်လာတာလေခင်ဗျားတို့ပေါင်းခြင်းမအောင်ခင်ဗျားတို့ကိုယ်တိုင်ဟောဖြစ်ကောင်းဖြစ်နိုင်တယ်တွေ့ကောင်းတွေ့နိုင်တယ်ဗျာတချို့သားသမီးတွေမိဘတဲ့အရက်ပိုးရှည်တယ်နောက်ပေါက်တဲ့အမွေအရပိုးရှည်တယ်ခင်ဗျားတို့ရဲ့ညီတွေနှမတွေကတခါတလေမှညီငယ်နှမငယ်တွေကခင်ဗျားတို့အရက်ပိုးရှည်နေတာကိုတွေ့လိမ့်မယ်ဒါကဘာလဲဆိုရင် secular trend လို့ခေါ်တယ်ပေါင်းခြင်းရဲ့အခြေအနေ support ပေးတဲ့အချက်တွေကြောင့်ပေါ့ဘာအချက်တွေလဲနံပါတ်၁ကတော့ nutrition ဆိုတဲ့အာဟာရဓာတ်တွေအဲ့တော့ငယ်စဉ်ဘဝမှာဆယ်ကျော်သက်ဘဝမှာ ဟာရလုံလောက်အောင်စားတယ်ပရိုတိန်းတို့ကာဘိုဟိုက်ဒရိတ်တို့ဖက်စ်ဖိုင်ဘာစ်မင်နရယ်လ်စ်အစာရှိတဲ့အစာအုပ်စုစုံအောင်စားတယ်အဆိပ်အစံတွေစားတယ်ကယ်လ်ဆီယမ်ဓာတ်ကျွဲဝတဲ့နို့နဲ့နို့ထွက်ပစ္စည်းတွေပါဝင်တဲ့အစာတော်တွေစားတယ်အသားဓာတ်တွေလုံလောက်အောင်စားတယ်ဗီတာမင်ဒီပြည့်ဝအောင်စားတယ်အေးရလုံလောက်အောင်အိတ်တယ်နောက်ခင်ဗျားတို့တစ်ချက်မေ့နေတဲ့အချက်ကတော့အလေးမှနေချင်ကန်းတယ်အဲ့တော့ဝိမာရင်အရပ်ပူတယ်လို့တော်တော်များများပြောတယ် ဘသူကပြောလဲတော့မသိဘူးဒါပေမဲ့ပေါဝင်ချင်မှာရောအခုလက်ရှိအနေထားမှာရောလူကြီးတွေကိုယ်တိုင်ကိုယ်ပါခင်ဗျားတို့ဝေးမမာတယ်ဝေးမာတယ်ရက်ပို့တယ်လို့ပြောခဲ့ကြတယ်အမပါ message အမပါခင်ဗျားတို့မှာဆယ်ကျော်သက်အရွယ်မှာ group play ဆိုတာရှိတယ်အဲ့ဒီ group play ကိုပြင်းထန်တဲ့ဒဏ်ရာမရခဲ့ဘူးဆိုရင်ဒါဝင်ယောဂဝေဒနာကြီးကြီးမားမားမခံစားခဲ့ရဘူးဆိုရင်ခင်ဗျားတို့အာဟာရလုံလောက်အောင်စားမယ်။ကျန်းမာရေးလိုက်စားမယ်။နေ့ချင်းကနေတေချာလုပ်မယ်။အားကစားတွေအစုံလုပ်မယ်။ ဒါဆိုရင်ခင်ဗျားတဖြည်းဖြည်းကြီးထွားလာမှာပဲဖြစ်တယ်။မိဘမျိုးမျိုးထဲအနည်းဆုံးနှလုံးမနဲ့သုံးလမလောက်ထိအရက်ရှည်နိုင်သေးတယ်ဗျ။အဲ့တော့ခင်ဗျားတို့ကမိဘမျိုးမျိုးအရက်မရှည်လို့ငါတို့အရက်မရှည်တော့ဘူးဆိုပြီးတော့စိတ်ဓာတ်ကြပြီးထိုင်နေမလား။နောက် body posture မှန်မှန်နဲ့ရင်ကော့ခေါင်းကော့ပြီးတော့ကိုယ့်ရဲ့အရက်မောင်းအောင်ရုံရုံကြီးကြီး confident အပြည့်နဲ့ဆက်သွားမလား။အဲ့တော့တစ်ခါတလေမှဒီလိုမျိုးကြီးနေနေချင်းအရက်၆ဘယ်လောက်ရှိတဲ့လူတို့တော့မှအရက်ပူတယ်လို့ထင်သွားရတယ်။ တော့ခင်ဗျားတို့ရေပတ်ကိုဆွဲဆန်းလိုက်ပါပခုံးကိုဖွင့်လိုက်ပါဘိုက်ကိုရှက်လိုက်ပါခေါင်းကိုမော့လိုက်ပါဒါဆိုရင်ခင်ဗျားတို့ရှိနေတဲ့အနေထားတဲ့အရက်ပုံမြင့်သွားလိမ့်မယ်ဒါဆိုရင်မိဘမျိုးတို့တက်လေနောက်တဲ့အရက်ပူရှင်နိုင်သေးတယ်ဆိုတဲ့အချက်ကခင်ဗျားတို့ကိုတခုခုအထောက်အကူရမယ်လို့ထင်ပါတယ်ကျေးဇူးတင်ပါတယ်မေးစရာရှိရင်စာချန်ထားခဲ့ပါ